အားသာဝါလာရှင်ညီကောင်မတော်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာအော်တိုဘာလ9ရက်နေ့နောက်ဆုံးရအာဆနယ်မနက်ခင်းသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် YouTube Facebook TikTok ကကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ မနက်ခင်းသတင်းတွေကိုမပြောခင်မှာအားလုံးကိုအတိပေးစရာတစ်ခုရှိတာက TBR Football Bug ကလာတဲ့ rumor တွေရဆိုရင်အာဆင်နယ်သင်းတာဝန်ရှိသူတွေကဘူကာအိုဆာကာရဲ့စာချုပ်တင်တဲ့ပတ်သက်ပြီးတော့ဒီ international break 14ရက်တာကာလအတွင်းမှာနေရှေ့တိုးလှုပ်ဆောင်သွားဖို့ရှိတယ်အဲ့တော့ ဆာကာနီနဲ့တရားဝင်စာရုပ်ချုပ်ဆိုမှုတွေဖြစ်မဖြစ်တော့မသိသေးဘူး။ဒါပေမဲ့အာဆင်နယ်ကရှေ့တူပြီးခက်မြမြန်လုပ်ဖို့ရှေ့ဆိုပြီးဖော်ပြထားတယ်။သတင်းကောင်းပါပဲ။ဒါပေမဲ့ဖြစ်မြောက်သွားမလားမဖြစ်တော့သွားဘူးလားဆိုတော့တစ်ချက်တော့စောင့်ကြည့်ရမယ်။ဒါကရူမာလေးဖြစ်နိုင်တယ်ဗောလေ။ဆာကာနဲ့ပတ်သက်ပြီးစိတ်ပူစရာမရှိပါဘူး။ဒါပေမဲ့သူတို့အချိန်ယူပြီးလုပ်နေဆိုတာလည်းကစားသမားရဲ့ရပိုင်ခွင့်ကလပ်တင်းရဲ့ဒီကစားသမားနဲ့ပတ်သက်ပြီးအစီအမံနေပြီးတော့နီးပြအဖွဲ့အစည်းနဲ့ recommend နဲ့ကစားသမား agent ဘက်ကလည်းသူ့ကစားသမားနဲ့ပတ်သက်ပြီးပို့ပြီးစိတ်ချတဲ့အနာဂတ်အတွက်ညှိနှိုင်းနေကြတာဖြစ်တော့တဲ့စိတ်ပူစရာမလိုဘူး။အဲကြောင့်ပထမဆုံးသတင်းတစ်ပုဒ်စပြောလိုက်အောင်။အဲ့တော့အာဆင်နယ်တင်းရဲ့ကင်းထောက်တွေ ကအီတလီဘက်ကကလပ်သင်းနှစ်ခုရဲ့ပွဲစဉ်ကိုတွားရောက်ပြီးကြည့်ရှုခဲ့တယ်။အဲ့ဒီအသင်းနှစ်သင်းကတော့ဂျူဗင်တက်နဲ့အေစီမီလန်အသင်းတို့ကစားခဲ့တဲ့ဇီးဇီးတေကြခဲ့တဲ့ပွဲစဉ်အဲ့ဒီကင်းထောက်တွေကိုယ်တိုင်ကွင်းထဲမှာတွားရောက်ပြီးကြည့်ရှုခဲ့တယ်။သူတို့တွားကြည့်တာဘောလုံးဝါသနာပါလုံးလို့မဟုတ်ဘူး။အဲ့ဒီအသင်းနှစ်သင်းကကစားမနှစ်ယောက်ကိုအနီးကပ်ခြေစွမ်းတွားကြည့်တာ။အဲ့ဒီကစားသမားနှစ်ယောက်ကိုလည်းအနာဂတ်မှာအာဆင်နယ်ကခေါ်ဖို့တော်တော်လေးကိုတက်ကြွတယ်ဒီထက်တော့မှဇင်းနှုတ်အရန်ကြီးမြင့်တဲ့ဂျူဗင်နယ်အသင်းရဲ့တိုက်စစ်နေရာစုံမှာဆုတ်လို့ရတဲ့ကီနန်ရီဒိရဲ့အဲတစ်ဖက်က AC Milan အသင်းရဲ့ခံစစ်ဘယ်ဘက် အစုံကစားမလဲပြောလို့ရတယ်ဘိုးခန်းစစ်မလဲစောလို့ရတယ်ဒီဘာတဆာကီဆိုတဲ့ကစားသမားရဲ့အဲ့နှစ်ယောက်ကိုတော့ အာဆင်နယ်သင်းကင်းထောက်တီကတွားရောက်ပြီးကြီးရှုနေတယ်။အဲ့တော့ကီနန်ရီဒစ်ဆိုတာကတော့မနစ်ကတည်းကအာဆင်နယ်တောက်လျှောက်သတင်းထွက်နေခဲ့တယ်။အသက်20ရွယ်တူရကီသားစာချုပ်က2029ခုနှစ်တိကျန်နာတော်မှဂျူမင်တက်ကစာချုပ်သစ်ထပ်မံချုပ်ပြီး2031ခုနှစ်တိဆက်ပြီးထိန်းနှောက်ဖို့အတွက်စ조사နဲ့ကစားသမားပေါ့လေ။လက်ရှိချိန်မှာဘလောက်ပြပြမရောဆိုပြီးတင်းခန့်လာတဲ့ကစားသမား။ဘာကြောင့်လဲဆိုတော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဂျူမင်တက်တို့ကတန်း80အထက်ဆိုရင်တော့မှတော်တော်လေးကိုစဉ်းစားအောင်မယ်ဆိုတဲ့အနေထားရှိရဖြစ်တဲ့အတွက်တော်ုံစင်းနဲ့တော့ဝဲလို့မရဘူး။သူကတိုက်စစ်နေရာဆိုမှတော်တော်လေးဆော့လို့ရတယ်။အဲ attacking midfield အထောင်းဝင်းဘတ်အထူးသဖြင့်ပေါ့လေဒီတောင်မန်ဒီအဲ့လိုနေရာကြီးမှာကောင်းကောင်းဆုတ်လို့ရတဲ့ကစားမှာအေးဝင်းဘတ်တော့မဟုတ်ဘူးဒီတောင်မန်ဒီမှာကောင်းဆုတ်လို့ရတဲ့ကစားမှာအသက်ကလည်းငငယ်လေးရှိသေးတယ်တူရကီသားဆိုပေမဲ့လည်းတော်တော်လေးကိုခြေစွာပြီးတော့အီတလီစီးရီးမှာပြနေခြေစွမ်းကောင်းနေကြအောင်အာဆင်နယ်ကခေါ်ဖို့စိတ်ဝင်စားနေဒီယာဒီမှာဆိုရင်ရှစ်ပွဲဝင်ကစားထားတယ်နှစ်ကိုးသမီးလေးလုံးဖိုင်ထားတယ်မနစ်ကခြေစွမ်းတော့ဆိုရင်ပြိုင်ပွဲဆုံး52ပွဲကစားထားပြီးတော့72ကိုးသွင်း9လုံးဖိုင်ထားတယ် ဒါကြောင့်မို့လဲအာဆင်နယ်အသင်းရဲ့တိုက်စစ်နေရာစုမှာဗက်စလိုက်ဖြစ်ဖြစ်အရန်သုံးလုံးကောင်းတဲ့ကစားသမားတွေကိုအသက်လဲငယ်ရမယ်စွမ်းဆောင်ရည်လဲမြင့်ရမယ်ဆိုတဲ့ဈေးကွက်ထမှာရှာဖွေနေတဲ့ကစားသမားတွေရဲ့တယောက်ဖြစ်ကိထောက်တီကတွားရောက်ကြည့်ရှုနေပါတယ်။နောက်ထပ်တယောက်ကတော့ဒါ AC Milan အသင်းရဲ့ဘေဘက်ခံစစ်ဆောင်ကစားသမားပေါ့လေအဲ့ဒီဘက်မှာအဲ့ကစားသမားလေးဝင်ပြီးဆော့သွားတယ်။သူကတော့ပွဲချိန်ပြီးဆော့သွားတယ်။အရှေ့ကကီနန်ရီဒစ်ကတော့ဒီ69မိနစ်လောက်မှာသူ့နဲ့လူစားလက်ခံလိုက်ရတဲ့ဒူဆန်ဘလာဟိုဘင်းနဲ့ပေါ့လေ။အဲ့တော့ဒေးဗစ် ဘာဒါစာကီယာကျတော့သူကတော့ဘယ်ဘက်ခံစစ်အစွန်ကစားသမားအသက်ကသူကတော့ပုံငယ်တည်း16နှစ်အီတလီသား2030ခုနှစ်ထိ AC Milan နဲ့ဆာရောက်ရှိတယ်ကျွန်တော်အဲ့ခံစစ်အစွန်ကစားသမားထက်ဆိုင်ကျွန်တော်ကြိုက်တာလေအဲ့ပွဲကြည့်မဲ့ကြည့်ရောဗျာ AC Milan အသင်းကကျွန်တော် Rafaeli ကိုကစားသမားမျိုးတွေကြည့်လိုက်ပေါ့တောင်မှမှာကျွန်တော်ပို့ပြီး storm ဖြစ်နေတာအဲ့ဘယ်ဘက်ချမ်းတိုက်စစ်တောင်မှာ Martinelli Trossard ရှိတာမှတ်မိမဲ့အသင်းကဒီထက်ပို့ပြီး upgrade လုပ်ဖို့ဆိုရင်တော့နောက်ထပ်တောင်မှကစားသမားတူကျွန်တော်ကလိုချင်သေးရယ်လောဘကြီးတယ်ပဲပြောပြော မန်တူကီအနေနဲ့ဒရားနေပြလိုက်ပြီးဘယ်ချက်မှဘလောက်ကြည့်ပြအားကိုရပါတယ်ပြောပြောအနာကမှာတော့အဲ့တနေရာအတွက် trosset ထွက်သွားရင်ထပ်ပြီးဖြည့်ဖို့လိုအပ်မလို့ကျွန်တော်ထင်တယ်။အော်ဒီဘယ်ဘက်ခန့်ချက်အစွန်ကစားသမားကိုအာဆင်နယ်ကိုကြည့်ရဆိုရင်လည်းလော်ဒကြီးဝယ်ဖို့တော့မရှိတော့ဘူး။ဘာကြောင့်လဲဆိုတော့လူးဝစ်ကယ်လီလည်းဆော့လို့ရတယ် ထင်ပါလဲသွားဆုတ်လို့ရတဲ့နေရာဖြစ်တဲ့ပြင်မှာကာလာဖျူလေးတော်တော်လေးစတောင်းဖြစ်နေဖြစ်တဲ့အတွက်အာဆင်နယ်ရဲ့ဘယ်ဘက်ခံချက်အစွန်ကတော့ကျွန်တော်အရေးကြီးဖြစ်မယ်လို့တော့မထင်ဘူးဒီသားမဒီရာဒီပြိုင်ပွဲဆုံး၃ပွဲမှာတလုံးဖိုင်ထားတယ်မနစ်ကတော့34ပွဲထိပြိုင်ပွဲဆုံးမှာဆော့ပြီးတော့တကိုးသွင်းထားတယ်ခံစစ်နေရာဆုံးတော်တော်များများမှာဘက်လိုက်ဖြစ်ဖြစ်ဆော့နိုင်တဲ့ကစားသမားပေါ့လေအဲ့တော့အာဆင်နယ်တို့ဒီကစားသမား၂ဦးနဲ့ပတ်သက်ပြီးတော့ကိန်းထောက်တွေတွားရောက်ကြည့်ရှုတယ် recommend တွေ report တွေဘယ်လိုပြန်ပေးလဲတော့မသိရပေမဲ့အာဆင်နယ်တို့လာမယ့်အနာဂတ်မှာခေါ်ဖို့အတွက်စောင့်ကြည့်နေလူငယ်ကစားသမားတွေကအတက်ကြွဆုံးဖြစ်ဒီနှစ်ယောက်က တော့ရှိနေပါတယ်။ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ Simon Collins ဖော်ပြထားတဲ့ Senior Level ဒဏ်ရာကစားသမား2ဦးရဲ့အခြေအနေပေါ့လေ။ပထမတစ်ယောက်ကတော့ Martin Odegaard ။ Martin Odegaard ရဲ့ဒဏ်ရာအခြေအနေက MCN ဒဏ်ရာအမျိုးအစား။ ASEAN အဆင့်ကိုမရောက်ဘူး။ဒါပေမဲ့အရန်တက်တာရဲ့ဒဏ်ရာမျိုးအစားလည်းမဟုတ်ဘူး။အလဲလက်ထဲမှာရှိတဲ့ဒဏ်ရာဆိုးွားလို့ရှိရင် ASEAN နီးပါးကြာနိုင်ပြီးတော့တိတ်မဆိုးွားဘူးဆိုလို့ရှိရင်လေတောင်းတောင်းခွဲစိတ်စရာမလိုဘဲနဲ့ပျောက်ကင်းနိုင်တဲ့ MCN ဒဏ်ရာမျိုးအစား။သူကတော့ grade 3ခုရှိတယ်။ ဲ့ grade 3မှာဆိုပထမ grade မှာဆိုရင်တပတ်နှစ်ပတ်လောက်နဲ့နားရတယ်ပြန်လာနိုင်မဲ့အနေအထားမျိုးဒုတိယ grade ကတော့၄ဘတ်နေ၆ဘတ်နားရမျိုးတတိယ grade ကကျတော့ခွဲစိတ်ပြီးတော့၁၀ဘတ်အထက်နားရမျိုးလာချီပြီးနားနိုင်တဲ့ အနေထားမျိုးပေါ့လေအဲ့တော့လက်ရှိအချိန်မှာမာတင်အိုဒီကက်ကဒဏ်ရာအနေထားနဲ့ပတ်သက်ပြီးဘယ်လောက်နိုင်ရမလဲတော့အတိအကျမထုတ်ပြန်သေးဘူးဒါပေမဲ့နော်ဝေအသင်းနဲ့တွားရောက်ပူးပေါင်းမဲ့အနေထားကိုတော့ကစားသမားလည်းနှုတ်ထွက်လိုက်ပြီးတော့နော်ဝေအသင်းရဲ့ history နဲ့ဒါနယူးဇီလန်အဲ့လိုအသင်းနဲ့ပွဲစဉ်တွေမှာတော့မာတင်အိုဒီကက်ကတွားရောက်ပူးပေါင်းမဟုတ်ဘူးလန်ဒန်မှာပဲစေးကုမယ်အဲ့တော့အာဆင်နယ်အသင်း international break ပြီးွားလို့ရှိရင်လာမယ့်ဖူအန်တင်းတဲ့ပွဲစဉ်တော့မမီလောက်ဘူးလို့ကျွန်တော်ထင်တယ်။အကယ်၍အဲ့ချိန်မီတက်တာလိုင်းလဲ အာဒီတာတို့ကအသင်းရဲ့ရွေးချယ်စရာများပြတဲ့ကွင်းလက်တိုက်စစ်ကစားသမားတွေရှိတာဖြစ်တဲ့ OD ကကို strong ဖြစ်တော့မှာပဲစိတ်ချတော့မှာပဲထည့်ပြီးသုံးမယ်ထင်တယ်။အခုကတော့ဒူးထိုင်ရပါလေ။အဲ့တော့အဲ့ဒူးထိုင်ရအနေထားလည်းတော်တော်လေးကသူနာကျင်သွားပုံရတဖက်ကစားသမားပြေးထွက်တော့သူလမ်းဟန်တိုင်းနဲ့ဒူးချင်းရိုက်ပြီးသွားတာ။ဒီမှာလည်းကျွန်တော်ပုံလေးတင်ထားပြီးမယ်။ ASEAN ဒဏ်ရာဆိုတာမျိုးကကြတော့သူကအတွင်းထဲကဒီချက်ချစ်ကအယုတ်ကစုပ်ပြဲသွားရင်ဒါက ASEAN ဒဏ်ရာပုံစံမျိုး။အပြင်ကဒီအယုတ်ကာထားတဲ့ဟာလေးတွေပြဲသွားတာမျိုး၊ရောင်ရမ်းသွားတာမျိုးဆိုတာ MCN ဒဏ်ရာ grade အဆင့်ဆင့်ရှိတယ်။ ဲ့တော့လက်ရှိမာရီအိုဒီကဲရဲ့အနေထားနာကျင်လို့ထွက်သွားတာမှတ်ပြီးမဲ့တော်တော်ဆိုးဆိုးဝါးနဲ့ကက်နဲ့ထုတ်ပြီးထွက်သွားတာမဟုတ်တာဖြစ်တဲ့အတွက်ကျွန်တော်ထင်ပါတယ်အ ਨੇ ဆုံးတော့3-4ပတ်လောက်နားလိုက်ရင်တော့ကောင်းမယ်လို့တော့ထင်တယ်အများကြီး3-4လလောက်နားမယ်ဒဏ်ရာမှုမဟုတ်ဘူးလို့ယူဆဖြစ်တဲ့အတွက်အိုဒီကဲတော့ပြန်လာလုပ်တယ်ဒီနေရာမှာ Declan Rice ကတော့အင်္ဂလန်လေယူစီနဲ့သွားပြီးပူးပေါင်းမယ်မပူးပေါင်းဆိုပြီးတရင်တော်များထွက်နေတယ်အဲဆိုင်မွန်ကောလင်းရဲ့ဖော်ပြထားချက်ကတော့ Rice ကနောက်ကျောနာကျင်တဲ့ဒဏ်ရာကပုံမှန်ဖြစ်တဲ့ဟာမျိုးတိတ်ပြီးတော့အရန်ဆိုးရတာမဟုတ်တာဖြစ်တဲ့အတွက် အင်္ဂလန်တင်းရဲ့လေရွေးစင်အသင်းကိုအမိသွားပုတ်မှုရှိဆိုပြီးသူကရေးသားထားတယ်ကျွန်တော်ဒီဗီဒီယိုတင်လိုက်တဲ့အချိန်မှာလည်းသွားပြီးပူပေါင်းတာဖြစ်ကောင်းဖြစ်နိုင်ပေါ့လေအဲ့တော့ rice ကသူ့ကိုယ်သူကာကွယ်တဲ့အနေနဲ့လူစားလဲဖို့သူကိုယ်တိုင် idol ကိုတောင်းဆိုပြီးတော့ထွက်လိုက်တာ နောက်ကျောင်းနဲ့သူပြုတ်ကျပြီးတော့နည်းနည်းခါနာသွားတဲ့ပုံစံမျိုးပေါ့လေအဲ့တော့အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ပွဲစဉ်တွေဖြစ်တဲ့၁၀ရက်နေမှာဝေးအသင်းနဲ့ပွဲစဉ်၁၅နေမှာလက်ဗီယာအသင်းနဲ့ပွဲစဉ်တွေမှာတော့ရောက်ပူပေါင်းပြီးကစားမလို့တော့မသိဘူးတော်တော်များအာဆင်နယ်ဖန်တွေကတော့လန်ဒန်မှာပဲအေးဆေးနေပါဖူအန်အသင်းနဲ့ပွဲစဉ်တွေအားမွေးထားပါဆိုပြီးပြောရင်မဲ့နိုင်ငံကိုချစ်ပြီးတော့အယောင်မှာပေးဆက်ကစားခြင်းနဲ့ပလေးယာဘက်ကကြည့်မယ်ဆိုရင်တော့တုံတုံတန်လောက်ဆိုသူတို့တွားပြီးပူပေါင်းမှုရှိတယ်အပြစ်တော့မပြောချင်ပါဘူးဒါပေမဲ့ကျွန်တော်တူးတဲ့ဆန္ဒဆိုကျွန်တော်လည်း လန်နာပါပဲတက်တာစီးကုစီခြင်းတော့လေ rice ကတော့ဒီ western နဲ့ပွင့်စီမှာရခဲ့တဲ့ဒဏ်ရာကတော့ ac ပဲဆိုပြီးတော့တည်င်းနေကတော့ထုတ်ပြန်သွားတယ်အဲ့တော့ od ကလန်နာမှာရှိမယ် declare ကတော့50 50အနေထားပဲနိုင်ငံ level စင်တင်မှာလည်းမြင်ကောင်းမြင်ရနိုင်ပါတယ်တတိယမြောက်တဲ့ဘက်ကတော့ Fabrizio Romano ကသူ YouTube channel မှာပြောသွားခဲ့တာဗောလေအဲ့ဒါဘာလဲဆိုတော့ Arsenal အသင်းဘုံဖွဲ့ကြီးလက်ရှိချိန်မှာကြံခဲ့တဲ့နွေရာသီဇေကွက်ကဝယ်ခဲ့တဲ့ကစားသမား၈ဦးရဲ့ကစားသမား၁ဦးနဲ့ပတ်သက်ပြီးတော်တော်လေးကိုဂုဏ်ယူနေရပါတယ်အဲ့ဒါကတော့ Christian Moquera လို့ခေါ်တဲ့အသက်၂၁နှစ်ရဲ့စပိန်သား သူ့ကိုခေါ်ခဲ့တော့ကျွန်တော်ပေါင်၁၄တန်းနဲ့ခေါ်ခဲ့ပြီးတော့လက်ရှိချိန်မှာဒီကစားမရဲ့ဈေးကွက်တန်ကြီးသည်တန်း20ကျော်သွားခဲ့ပြီဈေးကွက်တန်ကြီးတွေထိုးပြီးတက်လာခဲ့တယ်။ယူအားဖြင့်ဆိုတန်း30လောက်ရှိသွားခဲ့ပြီ။အဲ့လိုကစားသမားတူကိုပေါင်၁၄တန်းနဲ့ခေါ်နိုင်ခဲ့ပြီးတော့ဒီကစားမလည်းအာဆင်နယ်မှအာဆင်နယ်ဆိုပြီးရွေးချယ်ခဲ့တာဖြစ်တဲ့အတွက်သူ့ကိုပိုင်ထားတဲ့ဘလင်စီယာလက်လွတ်ပေးခဲ့ရတာ။အမှန်ကတော့အခြားသင်းတွေကအာဆင်နယ်ထက်ပိုမိုကောင်းမွန်တဲ့လောက်ခလာစားပွဲထွက်ခင်းနောက်ပြီး သူ့ရဲ့မိခင်ကလပ်ကိုပြောင်းရွှေ့ခြင်းမြန်မာတော်ပြည်ပြည်ကန့်လန့်ခဲ့ကြတယ်။ဆပ်ဖာရီကကင်တွယ်နေခဲ့တဲ့ကိုမိုအသင်းဆိုလို့ရှိရင်ပေါင်25တန်းနဲ့ပေးပြီးဒီကစားသမားကိုကန့်လန့်တာ။ကစားသမားလည်းမသွားချင်ဘူး။ကလပ်တင်းရရောင်းချင်ပေမဲ့ကစားသမားစိတ်ဆန္ဒအာဆင်နယ်ပဲသွားချင်တာဖြစ်တဲ့အတွက်အာဆင်နယ်ကိုပဲပေါင်14တန်းနဲ့ရောင်းလိုက်ရတယ်။စာချုပ်ကလည်းတစ်နှစ်ပဲကျန်တော့တာဖြစ်တဲ့အတွက်ဒီဘက်မှာလည်းဒီအင်တာမီလန်အသင်းကပေါ့လေဒီကစားသမား2026နှစ်မှာကုန်ဆုံးမဲ့စာချုပ်ကိုကြည့်ပြီးတော့အလွတ်နဲ့ခေါ်ဖို့တူကလည်းချောင်းနေရ။ဒါပေမဲ့ဒီကစားသမားကအင်တာမီလန်လည်းမသွားဘူး၊ကိုမိုတင်းလည်းမသွားဘူး၊အာဆင်နယ်ပဲသွားချင်တယ်ဆိုပြီးတော့ ဘလင်စီယာနဲ့လည်းစာချုပ်တက်တန်မတိုးတာဖြစ်တဲ့အတွက်စာချုပ်ဆန္ဒလာတော်မှကျွန်တော်တို့ကစားမောက်အာဆီနိုတောင်းဆိုတဲ့ပေါင်၁၄သန်းနဲ့ပဲရောင်းချလိုက်ရတယ်။အဲ့တော့အဲ့ကစားမားရောက်တုန်းကအခြားကစားမားတွေဟီဝီကိုလည်းမတူဘဲနဲ့ကျွန်တော်ဘာကြောင့်ရမ်းပြလဲဆိုတော့အဲ့ဒါတွေကြောင့်ကျွန်တော်ကအဲ့တုန်းကအဲ့တဲ့င်းတွေတော်တော်များများကိုကျွန်တော်ကကြားထားတာကြားတာဖြစ်တဲ့အခုပြောရင်တော့ဂုံဖော်လေးဖြစ်မယ်။ဒါပေမဲ့ကစားသမားရဲ့ရွေးချယ်မှုအာဆီနိုရဲ့ဆွေးရှိနေတော့ပြီးကဲလမှုကစားသမားရဲ့စာယူတတန်တိုးတဲ့ကိစ္စတွေကိုပယ်ချထားပြီးစောင့်နေမှုဒါတွေအားလုံးကဒီကစားမအာဆင်နဲ့ရောက်လာတယ်။ရောက်လာတဲ့အာဆင်ရဲ့ကစားမ ရှစ်ဦးတည်းမှာဆိုတချို့ကစားမားကြီးဇူီမန်ဒီလိုကစားမားကြီးကပုံမှန်ပေါ်ထွက်ဝင်ရတယ်တကယ်အဲ့အတွက်လဲခေါ်ခဲ့ဒီနေရာမှာဒီကစားမားအာဆင်နယ်အတွက်ဆိုလို့ရှိရင်ဒီဟာဒီမှာပွဲတွေအများကြီးဆော့ထားတာသူအနေနဲ့အာဆင်နယ်တင်းအတွက်ပြိုင်ပွဲဆုံးရှစ်ပွဲကစားထားတယ်အဲ့မှာလေးပွဲပွက်ထပ်ထားတယ်သွင်းကိုဖန်တီးမှုမရှိမြဲဒီဟာဒီမှာအာဆင်နယ်တင်းကစုစုပေါင်း၁၀ပွဲပြိုင်ပွဲဆုံးမှာဆော့တာ အဲ့ဒီဆယ်ဦးမှာသူ့နဲ့ရှစ်ပွဲတော့ဝင်ဆော့ထားတယ်ဒါကအရန်နေနဲ့ခေါ်တဲ့ကစားသမားတူအာဆင်နယ်မှာဘယ်လောက်ထိဝင်ပြီးကစားဝင်ရလဲဆိုတာအဲကြောင့်ကစားသမားတူဦးမှာသူ့ရဲ့စမ်းလေးတွေသူ့ရဲ့ lucky လေးတွေသူ့ရဲ့ကြိုးစားအားထုတ်မှုဆိုတာအမြင်နဲ့ရှိတယ်ဒီကစားသမားရောက်လာတော့အော်ဆာလီဘာနဲ့ဂေဘီယံနောက်မှာပဲနေရတော့မလို့ကျွန်တော်မှတ်ထားတာဒါမထင်မဖဲနဲ့ဆာလီဘာဒန်ရသွားတဲ့ခါမှာအဲ့ကစားသမားဝင်ပြီးဆော့ဝင်ရတယ်ခြေစွမ်းလဲပြနိုင်တယ်ဒါပေမဲ့နယူကာဆယ်အသင်းနဲ့ပွဲစဉ်မှာသူ့ကြောင့်ပေးလိုက်တဲ့ဒေါင်ကန်ဘောဆိုပြီးတချို့တွေပြောတာရှိမြဲ နှစ်ဆက်တနည်းရယ်ကစားသမားတူဦးဗျာဒီလိုမျိုးလီအသည့်ဆက်ဆက်ကိုရောက်လာတဲ့ကစားသမားတူဦးအတွက်ဆိုရင်တော့ဒါမျိုးကအမားကျူးလို့နေလို့ခေါ်လို့မရအသေးအတွက်တစ်ခုလုတ်ပေးခြင်းစိတ်နဲ့ဖြစ်သွားခဲ့တဲ့ဒါချွတ်ချော်မှုပေါ့လေအဲကြောင့်ဘာပြောပါမော်ကွယ်နဲ့ပတ်သက်ပြီးကျွန်တော်တန်တာထက်ကိုပိုတယ်လက်ရှိချိန်မှာဘယ်လောက်ပေးတော့ကျွန်တော်ပြန်ပြီးမရောင်းညင်တော့ ဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောင်းလဲဖြစ်ကစားကြံဆိုတော့ဘာပြဖွင့်တော့3969 46 46လုံး33တိန်နံပါတ်3969 9983 9900တို့မှာဆက်သွေးချိတ်ဆက်ပြီးကစားလို့ရပါတယ်။ဘယ်မှာပဲဆော့ဆော့ပါ။ကိုထွစီမှာဆော့ခြင်းနဲ့ကိုထွစီမှာပဲအကောင့်ဖွင့်ခြင်းနဲ့စကားကြီးလည်းပြောခြင်းနဲ့ဆိုရင်တော့ကျွန်တော်စီမှာအကောင့်လာဖွင့်ဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်။မဆော့တတ်လို့ရှိရင်မဆော့ပါနဲ့ခင်ဗျာ။နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ဒီအသည့်ပြိုင်ပွဲဆုံး10ပွဲမှာအာဆင်နယ်ဂိုးပေါက်တဲ့ကန်သွင်းခံရမှုအချိန်ရည်အတွက်ဒီပရီးမီးယားလိ9ပွဲ ချန်ပီယံလိနှစ်ပွဲခါလာပေါင်တပွဲစုပေါင်ကျွန်တော်ပြိုင်ပွဲဆိုအရရက်မှာ10ပွဲထိကစားပြီးသွားပြီဒီရာသီသက်မှာအဲ့ဒီ10ပွဲမှာဆိုအာဆင်နယ်ကမန်ချက်စတာယူနိုက်တက်အသင်းနဲ့တွေ့ဆုံတဲ့ပွဲစဉ်မှာဂိုးပေါက်ကန်သွင်းခံရမှုဒါတွေကဂိုးပေါက်တဲမှုတွေပဲပြောလိုက်ပြန်နော်ဂိုးပေါက်ကန်သွင်းခံရမှု9ကြိမ်ရှိတယ်တကူမှမပေးအောင်နောက်တန်းကစားသမားတွေရဲ့ကာဝယ်မှုတွေရောဂိုးသမားရဲ့ပုတ်ထုတ်မှုတွေရော9ကြိမ်ကန်ဝင်ခံရပြီမဲ့အာဆင်နယ်ကကိုမပေးခဲ့ရဘူးလီယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာတစ်ကြိမ်မဲ့ကန်ဝင်ခံရတယ်ဂိုးပေါက်တဲမှုကိုမပေးခဲ့ရဘူး လင်းနိုင်တော့ကျွန်တော်၅ခုပြတ်နိုင်တယ် United ကို0-1နဲ့နိုင်တယ်လီဗာပူးသင်းနဲ့ပွဲစဉ်မှာကျွန်တော်ဂိုးပေါက်တက်မှု၃ချိန်ပေးရတယ်ဒါမှမဟုတ်အမှ free kick ကြောင့်ကျွန်တော်ပေးလိုက်တဲ့ဂိုးကလွင်ကျန်တဲ့ဟာဒီမှာအာဆင်နယ်ကစေသွားနိုင်ခဲ့တယ်အဲ့ပွဲစဉ်မှာကျွန်တော်1-0နဲ့ရှုံးတယ် Northern Forest အသင်းနဲ့ပွဲစဉ်မှာကျွန်တော်ဦးနဲ့ဂိုးပေါက်တက်မှုတစ်ချိန်ရှိတယ်ဒါမှမဟုတ် Forest ကိုကျွန်တော်တို့ဂိုးပြတ်နိုင်ခဲ့တယ် အတလေးဘီပေါအသင်းရဲ့ပွဲစဉ်မှာဂိုးပေါက်တက်မှု2ချိန်ခွင့်ပြုခဲ့ရတာမှတ်ပြီးအာဆင်နယ်ကကလင်းရှစ်နဲ့နိုင်ခဲ့တယ်2-0ဆိုတဲ့ရလဒ်နဲ့မန်ချက်စတာစီးတီးကိုဂိုးပေါက်တက်မှု3ချိန်ပေးရမယ်ကျွန်တော်အာလင်းဟာလန်တကူပဲပေးလိုက်ပြီးကျွန်တဲ့2ချိန်ကိုစေသွားနိုင်ခဲ့တယ်အဲ့ဒီပွဲစဉ်မှာအာဆင်နယ်နဲ့စီးတီးကြားထဲမှာ1-1တည်ကြခဲ့တယ်ပေါ်ဘေးအသင်းရဲ့ပွဲစဉ်မှာဂိုးပေါက်ကန်သွင်းခံမှုလုံးဝမရှိဘူး နျူကာဆယ်အသင်းရဲ့ပွဲစဉ်မှာ၃ချိန်ကန့်ခွင့်ခံရပြီမဲ့ဒါခေါင်းတိုက်ပေါ်တစ်လုံးကိုကျွန်တော်တို့ခွင့်ပြုလိုက်ရတယ်။စပီဒန်တစ်င်အိုလံပီယာကော့စ်အသင်းရဲ့ပွဲစဉ်မှာကျွန်တော်တို့2စီးနဲ့နိုင်တယ်။ဂိုးပေါက်တက်မှု၃ချိန်ပေးလိုက်ပြီမဲ့တကောမှပေးခဲ့ရခြင်းမရှိဘူး။ကလင်းရှိရတယ်။ဝက်ဆိုင်းယူနိုက်တက်အသင်းရဲ့ပွဲစဉ်မှာဂိုးပေါက်တက်ကန့်ခံရမှုတစ်လုံးမှမရှိခဲ့ဘူး။ဒါကြောင့်မို့အာဆင်နယ်အသင်းရဲ့ဒီယာတီမှာပြိုင်ပွဲစုံမှာဆိုရင်ဂိုးပေါက်20သွင်းထားနိုင်ခဲ့တယ်။ပေးကူက3ဂိုးပဲရှိတော့ကလင်းရှိက9ပွဲထိယူထားနိုင်ခဲ့တယ်။တိုင်ပွဲစုံမှာဆိုရင်တော့လေအဆုံးထိကြည့်ပြတယ်လေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။